မုံမြင့်နယ်တထုံမြို့နယ်တင်စိမ့်နယ်ဒုံဝန်ဘူတာအကြားယထာလမိုင်အတွင်းယထာတန်လမ်းမိုင်းထောက်ဖောက်ခွဲခံရခြင်းကြောင့်ကြထားကြီးစဉ်တချို့တန့်ကြမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စက်တင်ဘာလ26ရက်နေ့ည7:00နာရီခွဲအချိန်ကမွန်ပြည်နယ်တထုံမြို့နယ်တင်စိတ်ဘူတာနယ်ဒုံဝန်ဘူတာအကြားပဲခူးမော်လမြိုင်ယထာလမိုင်အတွင်မိုင်းတိုင်အမှတ်121မိုင်20ဖာလုံနဲ့22ဖာလုံကြားမှာရှိတဲ့ယထာတန်လန်ကိုတောင်းကျန်သူအဖွဲ့ကမိုင်းနဲ့ဖောက်ခွဲဖျက်ဆီးထားတဲ့အတွက် ရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီးတိမ်စင်းနဲ့ဒွန်းဘူတာအကြားမှာရှိတဲ့ရထားလမ်းမင်းကိုစက်တင်ဘာလ29ရက်နေ့မနက်ပိုင်းကရှားရီပိတ်ထားခဲ့ရကြောင်းသိရပါဗျ။မိုင်းပေါက်ကွယ်မှုဖြစ်စဉ်ဖြစ်ပွားရာရထားလမ်းမင်းနေရာကိုတောင်းရှိသူတွေကတောင်းရောက်ဆစ်ဆဲခဲ့ရာမိုင်းတန်ကြောင်းအရှိတ်ဘက်ရထားတန်လန်းဟာတပီဂွေးကန်တနေရာပြတ်တောက်ခြင်းအဲ့ဒီနေရာနဲ့၃မီကန်အကွာတနေရာမှာတန်လန်းဖက်နက်တပီဂွေးကန်ပြတ်ထွက်ခြင်းဖြစ်ပေါ်ခဲ့ပြီးရထားလမ်းမင်းပျက်စီးခဲ့ကြောင်းသိရပါဗျ။ အဆိုပါဂျာတာလက်မိုက်အမြန်ဆုံးပြန်လည်ပွဲလည်နိုင်ရေးအတွက်မြန်မာမီဒီယာထံဝန်ထမ်းတာဝန်ရှိသူတွေကစက်တင်ဘာလ29နေ့မနက်10:00မိနစ်ချိန်ကစတင်ဆောင်ရွက်ခဲ့ရာစက်တင်ဘာလ17ရက်နေ့35မိနစ်အချိန်မှာပြန်လည်ဖွင့်လှစ်နိုင်ပြီးယထာရီပုံမှန်အတိုင်းပြန်လည်ပြည့်စွင့်နိုင်ကြကြောင်းသိရပါရယ်အဆိုပါမဲပေါက်ကွေးမှုကြောင့်မော်လမြိုင်ကနေအချိန်မှန်ထွက်ခွာလာတဲ့ခီးသည်လေးရတူပါရှိတဲ့အမှတ်80နှစ်အစုံလူစည်းအမြင်ယထာဟာ45မိနစ်ခန့်ခီးကြံ့ကြာမှုကြုံတွေ့ခဲ့ရကြောင်းသိရပါရယ်